ြေကိုစုဆောင်ပြီးတော့မှအဲကားလေးစီးပိုင်ဖို့ပတ်စံချင်းငှားပြီးတော့ကျွန်တော်တို့ဝယ်ခဲ့ရတယ်ဒီလိုပဲဝယ်ခဲ့ပြီးကားလေးကိုတုံးဆွဲတယ်ပြီးတော့မှကျွန်တော်တို့ကတသိန်းနှစ်သိန်းအမြင့်နဲ့ရောင်းခဲ့ဆင့်ဆင့်ကျွန်တော်ကားတစ်စီးကနေနှစ်စီးနှစ်စီးကနေသုံးစီးနဲ့ကား၁၀စီး၁၅စီးဝန်းကျင်လောက်ပိုင်ဆိုင်အောင်လို့များစွာစူးစမ်းခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ကားဆိုတာလူသားတိုင်းလူသားတိုင်းအတွက်အိမ်မက်ဖြစ်တယ်ဒီလိုပဲမြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးပိုင်ဆိုင်သွားပါသေးဆိုပြီးတော့ကျွန်တော်တို့900ဝန်းကျင်လေးတွေ၄00ကျော်ဝန်းကျင်လေးတွေဆိုတော့ကျွန်တော်ရောင်းချပေးတယ် မနိုင်ငံသူနိုင်ငံသားအားလုံးကျန်းမာရေးတွေကောင်းစေရန်စီးပွားရေးလူမှုရေးတွေကောင်းကြစေရန်ညှော်လင့်ပါရခင်ဗျာအားလုံးဒီနေ့မှာတော့ကျွန်တော်တို့ကိုမိုကာနုပညာမနက်ဖြန်ကြလို့ရှိရင်ကျွန်တော်တို့ Super Saturday မှာအပတ်စဉ်ထုတ်လွှင့်နေကြ live sale လေးရှိပါနော်အဲဒီ live sale လေးမှာတော့ကားလေးတွေအစ်စ်များစွာထပ်မံရောက်ရှိနေပါတယ်ဘလို့ကားလေးလဲဆိုတော့ကျွန်တော်တို့ Toyota BB လို့ကားမျိုးတွေပြီးတော့ရင်တော့ Toyota City တွေကနေပြီးတော့ Toyota Belta လို့ကားမျိုးတွေများစွာထပ်မံရောက်ရှိပြီးတော့ဈေးနှုန်းအနေနဲ့ပြောရမယ်ဆိုရင်တော့ သိန်း600ကျော်သိန်း600အောက်သိန်း900ကျော်သိန်း900အောက်သိန်း800သိန်း900သိန်း1000စသဖြင့်ကားလေးတွေများစွာရောက်ရှိနေရဖြစ်တဲ့အတွက်မိတ်ဆွေများအားလုံးလာရောက်ပြီးတော့နှက်ပြန်စူပါဆက်တဒေးမှာလာရောက်ဝယ်ယူလဲဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ကုမိုကားနုပညာကားဆေးစင်တာကိုအစင်ဆက်မပြတ်ကျွန်တော်တို့နေ့စဉ်နေ့တိုင်းလာရောက်အားပေးကြတဲ့မိတ်ဆွေများအားလုံးစီးပွားရေးတွေကောင်းကြပါစေလူမွေးတွေကောင်းကြပြီးတော့ကျန်းမာရေးတွေကောင်းကြစေရန်မျှော်လင့်ပြီးတော့ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ အားလုံးရှင်လန်းချမ်းမြေ့ကြပါစေမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအခုကျွန်တော်ရောက်ရှိနေတဲ့နေရာလေးကတော့ကိုမိုးကာနုပညာရဲ့ showroom number 3နေရာလေးပဲဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ပုံမှန်ကားလေးတွေကိုတော့ကျွန်တော်ရောင်းချပြီးသားကားလေးတွေကိုထားရှိတာဖြစ်ပြီးတော့အခုလောလောဆယ်တော့ကျွန်တော်တို့ showroom number 1 showroom number 1မှာတော့ Honda Fit လို့ကားမျိုးလေးတွေပြီးတော့ရင်တော့ ီ Suzuki CL လိုကားလေးတွေများစွာထပ်မံရောက်ရှိတယ်နံပါတ်1မှာတော့အောက်ပိုင်းမြင့်မြင့်ကားလေးတွေရှိုးရုံနံပါတ်1တချံကျော်စီမှာပဲရှိတဲ့အတွက်မိတ်ဆွေများအားလုံးလာအောင်မယ်ဆိုရင်1 2 3 4နေရာ၄ခုမှာကားလေးတွေများစွာကိုတနေရာထဲမှာရွေးချယ်ပြီးတော့ဝယ်ယူနိုင်တယ်ဒီထဲမှာတော့ကျွန်တော်တို့လုပ်ငန်းသုံးကားတွေလိုချင်တာလား EV ကားတွေလိုချင်တာလား C ကားတွေလိုချင်တာလား China brand အဲ့လိုမျိုး SKD ကားမျိုးတွေလိုချင်တာလားများစွာများစွာကိုတနေရာထဲမှာရွေးချယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ခင်ဗျာဒီမှာတော့ကျွန်တော်တို့ ဆင်ချာဝီဇာကားလေးတွေထားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာတော့ရောင်းကားလေးတွေလည်းရှိပါသေးတယ်เนาะဆင်ချာဝီဇာဆိုလို့ရှိရင်ကျွန်တော် carry yogi ကားလေးဆိုလို့ရှိရင်မနေ့ကတနေ့ကလောက်ပြီးအားပေးဝယ်ယူသွားတာ single ကတ်လေးတွေ1 2 3စီးเนาะဒါကတော့ဆင်ချာဝီဇာကားလေးတွေအခြားဝယ်ယူမယ်ဆိုတော့ကျွန်တော်ရွှေငါကားလေးတွေရှိမယ်အဲရွှေငါရှိမယ်ပြီးတော့ရင်တော့ကျွန်တော်တို့ GAC တွေက brand တွေရှိမယ် Toyota Effect လိုကားမျိုးတွေရှိမယ်အပြီးတော့ရင်တော့ကျွန်တော်တို့ကယ်ရီနာချက်တူရေးစသဖြင့်ကျွန်တော်တို့ကားလေးတွေများစွာ high mass ဆိုတဲ့ကားလေးတွေလည်းထပ်မံပြီးကြံသေးတယ်เนาะဒါကတော့ကျွန်တော်တို့ ိုဘက်1 2မှာနေရာမဆက်တဲ့အတွက်ဒီမှာဂျောင်းကားလေးပါဒီမှာထားရှိတာဖြစ်ပါတယ်အဒီလိုမျိုးကားလေးတွေများသွားဖို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကုမိုကားနုပညာကားစစ်စင်တာမှာကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကကျွန်တော်စက်တဒီစူပါစက်တဒီမှာကျွန်တော်ရဲ့မွေးနေ့ရှိတဲ့အတွက်ကျွန်တော်တို့ live ဆေးကျွန်တော်တို့မလွှင့်လိုက်ရပါဘူးเนาะ live ဆေးမလွှင့်လိုက်ရတဲ့အတွက်ကျွန်တော်တို့မနေ့ဖြန်20 နှစ်ရက်နေမှာကျွန်တော်တို့ Super Saturday မှာတော့ကျွန်တော်တို့ live ဈေးမှာကျွန်တော်တည်တည်ချာကားလေးတွေကိုဈေးနှုန်းလေးလည်းပြောပြပေးမယ်900ကျော်600အောက်လေးတွေ600ကျော်လေးတွေမှာများစွာ3-5သီးလောက်ကိုထပ်မံရောက်ရှိနေတယ်ဒါတော့ကျွန်တော်အမြဲတမ်းအစဉ်အမပြတ်အားပေးကြတဲ့မိတ်ဆွေတွေကားလေးတွေပိုင်ဆိုင်နေပါသေးဆိုပြီးတော့စေတနာလေးနဲ့ကျွန်တော်တို့ရောင်းချပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကကားလေးတွေကို profit အမြတ်ကိုပဲဦးစားပေးပြီးရောင်းတဲ့သူတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုယ်တိုင်ကားလေးတစ်စီးပိုင်ဆိုင်ဖို့ဆိုတာမလွယ်ပါဘူးကျွန်တော်ကိုယ်တိုင် ကားလေးတစ်စီးပိုင်ဆိုင်မှုအတွက်များစွာများစွာကျွန်တော်တို့ဂျီမန်းကြတိထားရတယ်ကားလေးတစ်စီးပိုင်ဆိုင်မှုဆိုတာအရင်တော့ကျွန်တော်တို့ပြီးခဲ့တဲ့9နှစ်10နှစ်ဝန်းကျင်အားဆိုလို့ရှိရင်ကားလေးတစ်စီးပိုင်ဆိုင်မှုဆိုတာကျွန်တော်တို့တိန့်ရာကျော်လေးပဲရှိရင်เนาะအခုနောက်ပိုင်းကထောင်ကျော်လေးဖြစ်လာတယ်အဲ5 600 900ပေါ့အရင်တော့ဆိုလို့တော့ကားတစ်စီးက100ကျော်အဲအဲ့လောက်ပဲရှိတယ်အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့ကားစီးတစ်စီးဝယ်ဖို့အတွက်ကိုကျွန်တော်တို့ကတဝက်ပဲရှိတယ်ဗောနော်တဝက်ရဖို့အတွက်ကိုတိန့်40လောက်ရဖို့အတွက်ကိုကျွန်တော်တို့က၄-၅နှစ်စုခဲ့ရတယ် ငွေကြေးကိုစုဆောင်ပြီးတော့မှအဲကားလေးစီးပိုင်ဖို့ပတ်စံချင်းငှားပြီးတော့ကျွန်တော်တို့ဝယ်ခဲ့ရတယ်ဒီလိုပဲဝယ်ခဲ့ပြီးကားလေးကိုတုံးဆွဲတယ်ပြီးတော့မှကျွန်တော်တို့ကတသိန်းနှစ်သိန်းအမြတ်နဲ့ရောင်းခဲ့နော်ဒီလိုပဲအစင်စင်ကျွန်တော်ကားတစ်စီးကနေနှစ်စီးနှစ်စီးကနေသုံးစီးနဲ့ကား၁၀စီး၁၅စီးဝန်းကျင်လောက်ပန်ဆိုင်အောင်လို့များစွာစူးစမ်းခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ကားဆိုတာလူသားတိုင်းလူသားတိုင်းအတွက်အိမ်မက်ဖြစ်တယ်ဒီလိုပဲမြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးပန်ဆိုင်သွားပါသေးဆိုပြီးတော့ကျွန်တော်တို့900ဝန်းကျင်လေးတွေ၄00ကျော်ဝန်းကျင်လေးတွေဆိုတော့ကျွန်တော်ရောင်းချပေးတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ အမျက်တစ်ခါကျရင်နဲတာလေးရှိတယ်အမျက်ကိုတစ်ခုတည်းကိုဥသားမိပဲကျွန်တော်ကိုယ်တိုင်ခံစားခဲ့ရတဲ့ကျွန်တော်နှလုံးသားဖြင့်ကားလေးတွေရောင်းချနေတာဖြစ်ပါတယ်လို့ပြောကြရင်လည်းမိတ်ဆွေများအားလုံးနက်ပြန်စူပါစတိတ်လိုက်စီမှာ900ကျော်600ကျော်900ကျော်800ကျော်နဲ့1000ကျော်မှတက်နိုင်နေဆိုတဲ့မိတ်ဆွေများလည်းလာရောက်ခဲ့ဖို့ရွေးတွေးစွာဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာကျွန်တော်လုပ်ငန်းသုံးကားလေးတွေလိုချင်တယ်ဆိုရင်လည်းကုမိုကားနုပညာကိုသတိရလိုက်ပါ ကားလေးတွေ EV ကားလေးတွေလိုချင်တယ်ဆိုရင်လည်းကုမိုကားနုပညာကိုသတိရလိုက်ပါအခြားကားလေးတွေများစွာကိုလိုချင်တယ်ဆိုရင်တော့ကုမိုကားနုပညာကိုသတိရလိုက်ပါလို့ပြောကြရင်လည်းနောက်ပြန် Super Satellite ဆေးမှာကုမိုကားနုပညာနဲ့ပြန်လဲဆုံတွေ့ကြမယ်ခင်ဗျာအားလုံးမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးရှင်လန်းချမ်းမြေ့ကြပါစေကျန်းမာရေးတွေကောင်းကြပါစေခင်ဗျာ